ရဟမန်ရဟိမ်ယနေ့တင်ပြမယ့်အကြောင်းအရာကတော့ကျမ်းတော်မြတ်ကုရ်အန်ကိုခိတ်မတ်လုပ်ခဲ့တဲ့ဟိန္ဒူဘုန်းတော်ကြီးတပါအကြောင်းဖြစ်အိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေးမရခင်1948မှာတိုင်ခင်ကပေါ့လာဟောမြို့မှာကျမ်းတော်မြတ်ကုရ်အန်ကိုပုံနှိပ်တဲ့ကုမ္ပဏီကြီးတစ်ခုရှိအဲ့ဒီကုမ္ပဏီရဲ့ပိုင်ရှင်ကဟိန္ဒူဘုန်းကြီးနိုးလ်ကက်ရှ်ဝါဒ်သူနာမည်ကသူကပုံနှိပ်တိုက်မှာ စီကန်တင်းတင်းကြပ်ကြပ်သမတ်ထားဘယ်လိုစီကန်ကြပ်သမတ်ထားလဲဆိုတော့ကျွန်တော်မြတ်ကုရ်အန်ပုံနှိပ်တဲ့နေရာကိုမိဒီမု슬မန်မဟုတ်တဲ့သူမှတွားလို့မရဘယ်လောက်ထိလဲဆိုရင်ကိုယ်တိုင်လည်းမတော်ဘူးကျွန်တော်မြတ်ကုရ်အန်ရဲ့ဆာရွက်တွေမှန်ကန်ဖို့ကြိရှိဖို့တဲ့တိတပညာတတ်ပညာရှင်တွေကိုတောင်းဝန်ပေးထားဒီလိုနဲ့သူဟာအဲ့ဒီမှာဒီအလုပ်ကိုလုပ်ရင်းနဲ့1948မှာအိန္ဒိယနိုင်ငံလွတ်လပ်ရေးရတော့မိခင်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဒီလီမြို့ကိုပြန်လာဒီရောက်ပြီးတော့လည်းပဲသူဟာဒီလုပ်ငန်းကိုပဲဆက်လက်ပြီးတော့သူဟာလုပ်ကင်နေခဲ့နောက်ဆုံးသူဟာအလောရှင်မြတ်အမိတ်တော်ခံယူသွားတဲ့အချိန်မှာသူ့ကိုဟိန္ဒူတွေကသုံးစားတိုင်းပေါ့မိတကြူတဲ့နေရာမှာတွားပြီးတော့အသားတွေချင်းတွေများစွာပုံပြီးတော့ဟိန္ဒူတွေရဲ့ဓလေ့တိုင်းအဲ့ဒီချင်းပုံပေါ်ကြီးမှာတင်ပြီးတော့မိရှုမိရှုတော့အံ့ဩစရာဘာဖြစ်လဲဆိုတော့ အဲ့ဒီဟိန္ဒူဘုန်းကြီးရဲ့ကိုခန္ဓာကိုမိမလောင်တဲ့အပြင်ကိုသူ့ကိုတင်လာတဲ့အဲ့ဒီချင်းပုံလည်းမိမဆွဲသူတို့တွေဟာချောပတ်တေရောစီတွေကိုများစွာချဲ့ပြီးတော့မိလောင်အောင်လုပ်ကြည့်တယ်လုံးဝမိမလောင်ဒီတင်းကဘုရုစီရောက်လဲဆိုတော့အိန္ဒိယနိုင်ငံရဲ့ကြော်ချားလာတဲ့ပလီကြီးဂျာမီမစဂျစ်ကအီမာအဲ့ဒီအီမမ်ဆပ်ကနာမည်ကအီမမ်ဘူခါရီအဲ့ဒီအီမမ်ဆပ်ကဒီကိုတည်င်းရောက် အမမ်ဆပ်ကဒီပန်ဒစ်ကြီးရဲ့ဒီဟိန္ဒူဘုန်းကြီးရဲ့အကြောင်းကိုကောင်းကောင်းသိထားတဲ့သူဟာကျမ်းတော်မြတ်ကုရ်အန်ကိုအင်တာအစ်ဇတ်ပိအဲ့တော့အိမမ်ဆပ်ကအိမမ်မေဘူခါရီကရောက်လာပြီးတော့မှသူတို့ကိုသူတို့ကိုဘာပြောလဲဆိုတော့လူတယောက်ဟာတဲ့အလ္လာဟ်ရဲ့ကလမ်ကိုတဘောကကျမ်းတော်မြတ်ကုရ်အန်ကိုဒလောအစ်ဇတ်ပေးထားတာသူ့ကိုမိရှုဖို့ထားတဲ့ခြင်းပုံကိုမိကဘလို့လောက်လောက်မှာခင်ဗျားတို့နောက်ထပ် level ခြင်းနေစီတွေဘလောက်ပဲထပ်တဲ့ဟော လောင်ပါမဟုတ်နောက်ဆုံးမှဒီဟိန္ဒူဘုန်းကြီးကိုအဲ့ဒီနေရာကနေယူသွားပြီးတော့မွတ်ဆလင်မန်တွေရဲ့ကဘာမှာဒဖန်လောက်လိုက်ရဆိုဒီအကြောင်းအရာကနေပါတည်ရလဲဆိုတော့ကျမ်းတော်မြတ်ကုရ်အန်ကိုအစ္စတ်ပေးခဲ့တဲ့ဘာသာကြားတယောက်ကိုအလောရှင်မြတ်ကအဲ့ဒီလိုဆက်ဆက်တယ်ဆိုရင်ကျွန်တော်တို့ကျမ်းတော်မြတ်ကုရ်အန်ကိုတီလာဝတ်လုပ်မယ်ကျမ်းတော်မြတ်ကုရ်အန်ရဲ့ခစ်ပတ်လုပ်မယ်ဆိုရင်အလ္လာရှင်ကျွန်တော်တို့ကိုဘာချင်းမြင်မယ်ဆိုတာကိုကျွန်တော်တို့ခံမှန်းကြည့်လို့ရပါတယ်